အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျာဒီနေ့ကတော့မနေ့အိပ်ရထားတဲ့ လိတ်ဆက်ဆန်းကြမယ်ဆိုရင်ဘလုံးတွေကောင်းလိတ်တင်ဆက်ပေးခြင်းပါတယ်။အနက်ဆော့ဆော့တာမစိတ်ထားကြပြီးလိတ်ဆက်ဆန်းခြင်းအရာသာနဲ့ကောင်းစိုးများချမ်းကိုတင်ဆက်ပေးမှာပါနော်။အနက်ခင်မစစ်တန်တော်တင်လာဆိုတော့အရင်ပြောပြမယ်နော်။စစ်တန်တော်လိတ်ဆက်ဆန်းရမှာအများစုကညအိမ်ရဝင်ခြင်းကအကောင်းဆုံးလို့ထင်မှတ်လက်ခံထားလိမ့်ရှိပါတယ်။ဒါပေမဲ့အကောင်းဆုံးလို့ ကျဲမဲလက်ကံကြလိတ်ရှိပါတယ်။ဒါပေမဲ့မနှက်ခင်အရာလို့စိအလုတ်ကိစ္စတွေစတဲ့မဆောင်ရွက်ခင်အချိန်လေးမှာချက်တဲ့နော်ရာကရောဘယ်လိုနေမလဲ။မနှက်ခင်ချက်တဲ့နော်ရာကသင်ကိုပြန်မစိနိုင်ဘူး။ဒါမှမဟုတ်ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲဆိုတာတွေကိုပေါ်ပြလိုက်ပါတယ်။ညပိုင်းလေးဆက်ဆံခြင်းမှာလည်းသက်ဆိုင်ရာအကျိုးကျေးဇူးတွေရှိတယ်လို့မနှက်ပိုင်းလေးဆက်ဆံခြင်းမှာလည်း အကျိုးကျေးဇူးတွေရှိပါတယ်။မနက်ပိုင်းမှာလိမ့်ဆက်ဆန်းခြင်းအောင်နေ့တနေ့ရဲ့အစာဝိုင်းမှာစိတ်ပြေရောစိတ်နာမေးစားရင်ပမာဏကိုရင့်တန်စိတ်နိုင်ကြလို့စိတ်ပြေစည်းမှုကိုလည်းဖြေရောပေးနိုင်ပါတယ်။မနက်ပိုင်းမှာလိမ့်ဆက်ဆန်းခြင်းစိတ်လုံလောက်မှုအကောင်းဆုံးအချိန်ရောက်ရှိခြင်းဖြစ်တဲ့အခါတဲ့ရဲ့စိတ်ပိုင်းကိုပို့ချလင်းစေသလိုတဲ့ရဲ့အဖို့ဖြစ်သူနဲ့လည်းပို့ရင်းလေးလာစေမှဖြစ်ပါတယ် မနက်ပိုင်းမှာလိမ့်ဆက်ဆန်းကြီးရဲ့တခြားသောအကျိုးကျေးဇူးတွေကတော့မနက်ပိုင်းမှာခန္ဓာကိုယ်ကစွမ်းအားဖြည်နေပါတယ်မနက်ပိုင်းမှာခန္ဓာကိုယ်ရဲ့စွမ်းအားတွေကအမြင့်ဆုံးအချိန်ဖြစ်တဲ့အတွက်လိမ့်ဆက်ဆန်းဖို့အသင့်တော်ဆုံးအချိန်လည်းဖြစ်ပါတယ်အမျိုးသားတွေရဲ့လိမ့်ဆက်ဆန်းခြင်းစိတ်ကိုလွှမ်းမိုးနေတဲ့တက်စတိုစတီရောဟော်မုန်းပမာဏကမနက်ပိုင်းအချိန်တွေမှာပြင်းထန်နေပါတယ်လိမ့်လာချက်တွေရော ဒီလေဟော်မုန်းများလေးလေးသင်ရနေတဲ့စွမ်းအားပိုပြေပြီးလိင်ဆက်ဆံခြင်းစိမ့်များလေးကြောင့်တွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။လိင်ဆက်ဆံခြင်းပိုပြီးကြာပြင်းနိုင်တယ်။လိင်ဆက်ဆံခြင်းအပေါ်မှာဟော်မုန်းတွေကအများကြီးလွန်မုန်နေပါတယ်။တက်စတိုစတီရောဟော်မုန်းများလေးလိင်ဆက်ဆံခြင်းကပိုပြီးကောင်းမွန်လေးပါပဲ။တက်စတိုစတီရောဟော်မုန်းများတဲ့အခါကာမရာဂစိတ်ပိုတက်သွားပြီး လိမ်မှုဆိုင်ရာလှုပ်ရှားချက်တွေကိုပိုပြီးအားကောင်းစေနိုင်ပါတယ်။ဒါအပြင်တက်စတိုစတေရောဟော်မုန်းမျှော်လင့်တဲ့ချိန်လိမ်တန်းထောင်ပန်းနိုင်စလဲပုံမှုအားကောင်းနိုင်ပါတယ်။အက်စီတိုစင်ဟော်မုန်းပုံမှုထွက်ရှိတယ်။မနက်ပိုင်းမှာလိမ်ဆက်ဆံခြင်းဟာသင်နဲ့သင်ဖို့ဖြစ်သူကိုပိုပြီးရည်ရည်လာစေနိုင်ပါတယ်။ဖာကြောင့်လဲဆိုတော့လိမ်ဆက်ဆံခြင်းမှာပွင့်ပန်ခြင်းဟော်မုန်းလို့လူသိပြရတဲ့အောက်ဆီတိုစင်ထွက်ရှိပါတယ်။ အဆိတ်တို့စီဟာအောင်းနောက်တဲကခြေခြေနဲ့ရှင်နေခြင်းကိုထိမ့်ထုတ်တဲ့ဓာတ်ရုပ်တဲ့မျိုးဖြစ်ပါတယ်။လိမ့်ဆက်ဆန်းရဲ့ဒီဟော်မုန်းထွက်ရှိတဲ့အခါမှာသင်ရင်လေးနဲ့သင်ရဲ့လက်တွဲပေါ်နဲ့ပုံပြီးရင်းနှီးကြုံဝင်လာမှဖြစ်ပါတယ်။စိုက်ဖိတ်စေမှုကိုယောပါစေတယ်။စိုက်ဖိတ်စေမှုယောပါချင်ပါသလား။မနက်ပိုင်းမှာလိမ့်ဆက်ဆန်းတွေကစိုက်ဖိတ်စေမှုယောပါစေနိုင်ပါတယ်။ ပြောင်းရွှေ့ဒီနူဝေရလောက်ဆောင်မှုတွေကစိတ်ပေစိတ်မှုပမာဏကိုလျော့ပါစေနိုင်ပါတယ်။ဒီတော့အနောက်ပိုင်းအလုံးမသွားခင်စိတ်ပေစိတ်မှုကိုဝေရလောက်ဆောင်ခြင်းဖြင့်ကြံတဏိတာလုံးကိုစိတ်ကြည်လင်စွာနဲ့ဖြတ်တန်းနိုင်မှလည်းဖြစ်ပါတယ်။အန်ဂျိုဖီဟော်မုန်းကိုထွက်ရှိစေတယ်။အနောက်ပိုင်းမှာလိမ့်ဆက်ဆန်ကြီးဟာအန်ဂျိုဖီလို့ခေါ်တဲ့နာကျင်မှုကိုလျော့ပါစေတဲ့ဟော်မုန်းကိုထွက်ရှိစေတာကြောင့်တဲ့အနေနဲ့ ကြံတနေတာလုံးကိုပျော့ပျော့ရွှင်ရွှင်နဲ့ဖြတ်တန်းလွန်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်လိမ့်ဆက်ဆန်းပြီးလိမ့်စိတ်အပြင်းပြဆုံးရောက်ရှိအပြီးမှာပျော့ရွှင်မှုကိုအနှဲငယ်ခံစားရတာဖြစ်ပါတယ်။ဒီတော့သင်ရဲ့တနေတာလုံးငယ်စင်တွေကဒီရာကို စတင်လုပ်ခြင်းဖြင့်ပျော့ရွှင်မှုကိုခံစားရမှာဖြစ်ပါတယ်။ကိုယ်လက်လုံချမှုအသေးစားတစ်ခုဖြစ်တယ်။သိစားတာကတော့မနက်ပိုင်းလိမ့်ဆက်ဆန်းခြင်းဟောင်းမနက်ပိုင်းကနာရီ အပြင်းစက်ပေါ်မှာပြေးရနေတော့ရှင်လို့မရပါနဲ့ကိုလှလှရှာမှုတစ်ခုဖြင့်တတ်မှတ်နိုင်ပါတယ်။လိမ့်ဆက်ဆန်ခြင်း10မိနစ်မှ9ကယ်လိုရီလောင်ချနိုင်တယ်လို့ Harvard ဆေးဆောင်ကလေ့လာချက်ကစုံထားပါတယ်။ဒီပမာဏဟာလမ်းလျှောက်ချိန်ကယ်လိုရီလောင်ချမှုနှုန်းနဲ့တူညီနေပါတယ်။ဒါတော့မနက်ပိုင်းလိမ့်ဆက်ဆန်ခြင်းကအနည်းဆုံး85ကယ်လိုရီလောက်တော့လောင်ချစိမ်မှာဖြစ်ပါတယ်။ ဖာအကစားမမလုံတန်းတန်းဆိုင်ကေလိုရီ95လောက်လောင်ကျွမ်းတာကကောင်းတယ်လို့ဆိုရမှာပါ။အုံနောက်အတွက်ကောင်းပါမရင်အုံနောက်ရဲ့စွမ်းကိုပြည့်တင်ခြင်းနဲ့ဆိုရင်တော့မနက်ပိုင်းလေးဆက်ဆံခြင်းကအထည်တစ်ခုဖြစ်လာပါလိမ့်မယ်။လိလာချက်တတော်များများအရာတော့ကိုလန့်လုံရှာမှုတွေလုံဆောင်နေခြင်းဟောအာယုံတော်အချက်ပြတွေနဲ့ဒိုပါမင်းလို့ခေါ်တဲ့ဟော်မုန်ပါဝင်တခြားဟော်မုန်တွေကို ထွက်ရှိစေပါれထွက်ရှိစေပါれဒိုပါမင်းအောင်စိတ်ခံစားချက်ကိုကောင်းမွန်စေတဲ့ဟော်မုန်ဖြစ်ပြီးသင့်အောင်နောင်နဲ့ကျန်းမာရေးနဲ့သိစိတ်ကိုလည်းတိုးတက်စေနိုင်ပါれကိုယ်ခန္ဓာစနစ်ကိုတိုးတက်စေပါれမနက်ပိုင်းလည်းမူကိစ္စလုံဆောင်နေကကိုယ်ခန္ဓာစနစ်ကိုတိုးတက်စေနိုင်ပါれ2015ခုနှစ်ကလေ့လာချက်အရာတော့လိမ့်ဆက်ဆံတွေကဘက်တီးရီးယားဗိုင်းရပ်စ်တွေနဲ့ ရောဂါပေါ်မာတွေကိုကိုယ်ကံတိုက်ခိုက်ပေးတဲ့ကိုယ်ခံအားစနစ်ကိုထိုးတက်စေတယ်လို့ဆိုပါတယ်။အရွယ်တင်နှုတ်ပြိုစေနိုင်ပါတယ်။မနက်ပိုင်းလေးဆက်ဆံခြင်းကသက်ရကိုယ်ပါနှုတ်ပြိုနည်းတစ်ခုလည်းဖြစ်နိုင်ပါတယ်။ဖားချောင်းလေးဆိုတော့လေးဆက်ဆံခြင်းဟာအောက်ဆီတိုဆင်၊ဖီတာအန်ဒိုဖင်နဲ့တခြားသောအရောင်ရံကိုရောက်ပါစေနိုင်တဲ့ပစ္စည်းတွေကိုထွက်ရှိစေနိုင်လို့ပါ။လေးလာချက်တကူအရာတော့ တပတ်ကိုထုံရိပ်လိမ့်ဆက်ဆန်းခြင်းအောင်ဒီအကြံရည်တွေတော့လိမ့်ဆက်ဆန်းနေသူတွေတက်နှစ်ပေါင်းများစွာနှုတ်ပြစိမ့်နိုင်လေလို့ဆိုပါတယ်လိမ့်ဆက်ဆန်းခြင်းအတွေ့အထိရခြင်းဟာတဲ့ရဲ့အရေးပြဇာမိုင်းအတွက်လည်းကောင်းမွန်ပါတယ်မနက်ခင်းမှာစစ်တင်နောက်နိုင်မဲ့ဤလမ်းများမနက်ပိုင်းလိမ့်ဆက်ဆန်းခြင်းဟာဇာမိုင်းအတွက်ကောင်းမွန်နေဆိုပေမဲ့တင့်စိတ်ကိုရတဲ့ချိန်တော့ကောက်ခါငယ်ကဖြစ်လာမှာမဟုတ်ပါဘူးဒီတော့တင်နေတယ် မနက်ပိုင်းလေးဆက်ဆံတတ်ဖို့အတွက်တူတင်စီစဉ်ထားဖို့လိုပါတယ်။အချိန်မနောက်မှစွေနေပါသလား။မနက်ပိုင်းလေးဆက်ဆံခြင်းအတွက်မနက်ပိုင်းမှာကိုယ်လုံဆောင်နေသောအရာတွေအတွက်အချိန်မနောက်မှစွေနေပါသလား။ထားကိုဖြည့်ရှင်ဖို့နေလန်ကတော့နှုတ်ဆက်ကိုမိနစ်25ကစားလို့ကိုယ်လုံစင်တဲ့ချိန်တိတစ်နာရီလောက်တည်းအလံပေးထားလို့ရပြီ။မနက်ပိုင်းရေချိုးကံဝင်ခင်မှာပြုလုပ်နိုင်ပါတယ်။အစိုးရစစ်တွေကိုအာရုံစိုက်ပါ အမျိုးသားတွေရောအမျိုးသမီးတွေရောမနက်ပိုင်းလေးဆက်ဆံပြီးနောက်အလုံးမပုံမှုကောင်းမှုစွာအလုံးလုံးနိုင်ကြသောလိမ့်လာချက်တွေရဆိုပါရင်ဒါပြင်မနက်ပိုင်းလေးဆက်ဆံပြီးမှ vessel pressure လို့ခေါ်တဲ့သိစိတ်ပေါ်လွှမ်းမှုနိုင်တဲ့ဟော်မုန်းမြင့်တက်လာပါတယ်။ဒါကြောင့်အမျိုးသားတွေနေနဲ့အမျိုးသားတွေဟာသူ့ရဲ့ခြင်းပေါ်ပေါ်ပိုပြီးစိတ်ပိုင်းဆိုင်ရာရည်နေမှုပိုများလာစေနိုင်ပါတယ်။ဖြည်းဖြည်းချင်းစတဲ့မှာအထင်ပေးပြီးပွေဖက်ခြင်း အဖော်ဖြစ်သူကိုချီးမွမ်းရင်းပြုလုပ်ပါအမျိုးသမီးတွေလိမ့်ဆက်ဆန်ခြင်းစေကိုအတေကားထားစေတဲ့အရာတစ်ခုကသူမခန္ဓာကိုပုံရိပ်ပေါ်ထင်မြင်ချက်ဖြစ်တဲ့အတွက်အနက်ခင်မှာသူမရဲ့ပုံစံကဘလောက်လာပါကြောင်းချီကျူနိုင်ပါတယ်အရာစစောဝင်မှာအရင်မွားတဲ့ကအမျိုးသမီးတွေရောအမျိုးသားတွေမှာရောတက်စတိုစတီရုန်းဟော်မုန်းနေပါလာပါတယ်ဒါကြောင့်ဟော်မုန်းပမာဏပုံမှန်ရှိနေစေဖို့ ਨੇ ခန္ဓာကိုယ်ရဲ့သဘာဝအလန်းစနစ်ဖြစ်တဲ့စိတ်ပေစီမှုဟော်မုန်းကိုနှဲပါစေဖို့အတွက်အိပ်ရင်ဝဝလိုပါတယ်။မနှက်ပိုင်နေမှုကိစ္စလုပ်ခြင်းရဲ့အကောင့်တွေကတော့အများကြီးပါ။ဒီတွေကအချက်တွေကို အနည်းဆုံးပြန်ပြောရမယ်ဆိုရင်သိရခုံအားရင်းအပြည့်ဆုံးဖြစ်နေတဲ့ခြင်းဖြစ်တဲ့အတွက်လောက်ဆောင်မှုအကောင်းဆုံးခြင်းဖြစ်နေခြင်းစိတ်ပေစီမှုကင်းဝေးခြင်းကိုယ့်ရဲ့လက်တွေပေါ်နဲ့ရှင်နေမှုပေါ်ရှိလာခြင်းနဲ့လူပြုံမှုကိုခံစားရနိုင်ခြင်းလို့ဖြစ်ပါတယ်။ဒါအပြင် ်အလောက်ဆင်ရရနေရီမှာစိုက်ဖိစီမှုကင်ဝေးစွာနဲ့ပျော်ရွှင်စွာနဲ့နေ့တနေ့ကိုစတင်နိုင်မှာဖြစ်ပါတယ်။နေ့တိုင်းလှုပ်ဆောင်မှုကပင်မလုံနေမယ်ဆိုရင်တမတ်ကို၃ချိန်ခန့်ပြုလုပ်နိုင်ပါတယ်။ဒီကနေ့တင်ဆက်ပေးခဲ့တဲ့ကြားကိုတော့ဒီမှာပဲခေတ္တရန်နာဝင်ပြုပါရှင်။နောက်ထပ်လည်းကျမတို့ channel ကနေဘုံတုတ္တဖြစ်စေမဲ့ကြားလေးတွေကိုရွေးချယ်တင်ဆက်ပေးမှာမို့စောင့်မျှော်ပေးကြပါဦးရှင်။တိကျွာပေးခဲ့တဲ့ပြည်သက်တရားစီစီကိုကျေးဇူးတူပဲတည်ရှိပါရရှင်။